မင်္ဂလာပါရှင်တင်းနေတာတိုင်းတင်ဌာနမနက်ခင်းတင်းအစီအစဉ်ရဲ့နိုဝင်ဘာလ28ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြောပြပေးမှာပဲဖြစ်ပါရရှင်တင်းနေတာတိုင်းတင်ဌာနရဲ့မနက်ခင်းတင်းအစီအစဉ်ကိုအပတ်စဉ်တင်းနေလာနေ့ကနေတောက်ကြနေ့ထိပုံမှန်တင်ဆက်သွားပါမယ်ရှင်ဒေါ်ဝဲနဲ့ဘိတ်အချင်းထောင်တွေကနေပုံမှန်905ကနေမတရားဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကျဉ်းသား10ဦးနိုဝင်ဘာလ28ရက်နေ့မှာလွတ်မြောက်လာပါတယ် ဇဝေအချင်းထောင်ကနိုင်ငံတော်အကြီးညိုပြည့်စည်မှု905ကပုံမှန်နဲ့တရားရင်ဆိုင်စေအချင်းကြခံထားရစေအချင်းသား၃ဦးနဲ့အချင်းသူ၂ဦးတို့လွတ်မြောက်လာတာပါ။ဗိတ်အချင်းထောင်မှာလည်းအချင်းသူ၄ဦးနဲ့အချင်းသား၁ဦးတို့လွတ်မြောက်လာတယ်လို့သိရပါဗျ။မွန်ပြည်နယ်ကကြိုက်ထူပြီးလင်းတထုံပေါင်မြို့နယ်တို့မှာကြားဖြန့်လုပ်ငန်းကနေပြန်လာသူ600ကျော်ဖမ်းဆီးခံထားရတယ်လို့ဒေတာရင်းသတင်းတွေမှာဖော်ပြထားပါတယ်။ နိုဝင်ဘာလ23ရက်ကနေစပြီးနိုဝင်ဘာလ26ရက်နေ့အထိ၄ရက်အတွင်းမှာစစ်တပ်ရဲ့ရဲတွေဟာမွန်ပြည်နယ်အတွင်းကလမ်းပိုင်းစစ်ဆေးရေးဂိတ်တွေမှာကြားဖြတ်လုပ်ငန်းကနေပြန်လာသူတွေကိုဖမ်းမိခဲ့တာပါ။ဘိတ်တဝဲကားလန်းပေါ်ကတရက်ချောင်းမြို့နယ်ပြင်းဖြူကြီးရွာကနေအိမ်တွေကိုစစ်တပ်ကစစ်ကြောင်းထိုးပြီးမီးရှို့နေတယ်လို့သိရပါဗျ။တရက်ချောင်းမြို့နယ်တောင်ပိုင်းကကျေးရွာတွေကိုစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကနိုဝင်ဘာလ26ရက်နေ့ကပြင်းဖြူကြီးရွာမှာရှိတဲ့နေအိမ်တွေကိုမီးရှို့နေတာပါ စစ်တပ်ဟာအခုလ24ရက်နေ့ကလည်းဘိတ်တဝဲကားလမ်းပေါ်မှာရှိတဲ့မင်းတပ်ရွာကနေအိမ်62ဆောင်းကိုမိရှုခဲ့ပါတယ်။ရေးမြို့နယ်မှာပေါ်တာဆွဲနေတဲ့ဘူစော်တီတူပြစ်တက်ခံခဲ့ရတယ်လို့ရေးပြောက်ကြားတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။နိုဝင်ဘာလ26ရက်နေ့မှာအစင်စံပြကျေးရွာမှာလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့ဖြူစောတိမောင်ဖဲဆိုသူဖြစ်တယ်လို့ရေးပြောက်ကြားတပ်ဖွဲ့ကဆိုပါရယ်။တနက်နဲ့အနီးကပ်ခုနှစ်ချက်တီတီပြစ်ခတ်ခံရပြီးနေရာမှာပဲပွဲချင်းပြီးတည်ဆုံသွားတယ်လို့ဆိုပါရယ်။ ကရင်ပြည်နယ်မြောက်ရီမြို့တောင်ဘက်ဖလူးမင်းလက်ပံဒေသထဲမှာကြားဖြန့်လုသား900နီးပါးထိုင်းဘတ်ချမ်းကိုဖျက်ကူးမရဘဲတောင်ရင်မြစ်ကမ်းမှာပိတ်မိနေတယ်လို့သိရပါဗျ။ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA ထိန်းချုပ်မှုအောက်ကကြားဖြန့်လုပ်ငန်းတချို့ကိုကရင်မျိုးသားအစည်းအရုံး KNU ရဲ့လက်အောက်ခံတပ်တွေကဝန်ရောက်စီးနင်းခဲ့ပြီးတဲ့နောက်ပိုင်းကြားဖြန့်ရုံတွေထဲမှာတွေ့ရတဲ့အလုသမားတွေဖြစ်တယ်လို့သိရပါဗျ။ထိုင်းဘက်ကလက်မခံသေးလို့ပြိမိနေတဲ့ကြားဖြန့်လုသား900နီးပါးအလုံးကနိုင်ငံသားတွေဖြစ်ပြီး ဲ့ဒီထဲတရုတ်နိုင်ငံသားအများဆုံးဖြစ်က656ဦးရှိပါတယ်။ PNN နိုင်ငံသား26ဦးနဲ့လာအိုနိုင်ငံသား73ဦးတို့ဖြစ်ပြီးစုစုပေါင်း695ဦးတောင်ရင်မြကန်မှာစောင့်ဆိုင်နေကြရတာပဲဖြစ်ပါတယ်။ပုံမှန်905ကနဲ့ရန်ကုန်မြို့အင်းစိန်ထောင်မှာအကျဉ်ချထိန်းသိမ်းခံထားရတဲ့နိုင်ငံရေးအကျဉ်းသား190ကျော်ကိုနိုဝင်ဘာလ28ရက်နေ့နေ့လယ်ပိုင်းကပြန်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။ စစ်ကော်မရှင်ရဲ့လူငယ်ချမ်းသာခွင့်နဲ့လွတ်မြောက်လာတဲ့အထက်ထောင်ဒဏ်၅နှစ်ချမှတ်ခံထားရတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရဲ့ဗဟိုပြန်ကြားရေးအဖွဲ့ဝင်ဖြစ်သူဦးကြည်တိုးလည်းပါလာခဲ့ပါတယ်။တက္ကသိုလ်ကျောင်းသားတမကတက္ကသိုလ်အင်အားစုအဖွဲ့ဝင်ကိုဖိုးသားအပါအဝင် နိုင်ငံရေးအကျဉ်းသားတချို့နဲ့ပြုံဆောင်ခိုင်တင်းကြီးရဲ့ခင်မွန်ဖြစ်သူစီးပွားရေးလုပ်ငန်းရှင်ဦးခန့်နိုင်လည်းပြန်လွတ်မြောက်လာပါတယ်။တင်းနေတဲ့အတိုင်းတင်းထဏာရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။